တ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုးစိုးလိုက်ပါတယ်ဗျနောက်ကတော့တစ်ရှိဆိုတော့ကျွန်တော်ပြထားတဲ့အခွေတော့ထွက်သွားပြီပေါ့နော်ဆိုတော့လည်းနေတဲ့ဒီလည်းမှန်မှန်တော့ live လွှင့်မှာတော့အားတောင်းနေတယ်ပေါ့နော် ညနေမှာတော့ကျွန်တော်ထိတ်စီးကိုပဲကျွန်တော် brain နဲ့ပဲချုပ်တော့မှာပေါ့နော်အရင်လိုဝမ်းကျင်းနေပါလိတွတ်မနေတော့ဘူးပြကျွန်တော်ထိတ်စီးထိတ်စီးကိုပဲ brain နဲ့ပဲချုပ်တော့မှာကိုမတော့ကြိုက်ရင်တော့လည်းသုံးပေါ့နော်ကျမခိုင်းနေမင်္ဂလာပါတဲ့အမြဲကြည်ပါတယ်လေဟုတ်ကဲ့ပါပြန်နော်ဟာပေးမှုတွေလည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့ဒီဘက်မှာတော့နေရိုက်တင်မှန်မှန်သေးတော့ပေါ့နော်အားနာဖြစ်တဲ့အတွက်မနေ့ကတော့ကျွန်တော် line မတက်လိုက်ဘူးပေါ့နော် နေလေးနဲ့မနက်ကလိုင်းမတက်ဘူးလားမတွေးလို့ဟုတ်တယ်ပြန်နော်ကျွန်တော်နက်ကတော့လိုင်းမတက်လဲဘူးပြမင်းတို့တဲ့အခွေမလိုက်ဘူးတဲ့ break line နေတာတဲ့စိတ်ညစ်စိတ်မညစ်ပါနဲ့ပြန်နော်အဲ့ဒီ break line တည်လဲကျွန်တော်တို့လာပေါင်းများစွာရှိပြီပြန်နော်ပြတ်ဖူးခြင်းမရှိတဲ့ break line မှာပြအဲ့ဒီနှစ်ခွန် break ကတော့အမေကလည်းမျောနေတာဒါကြီးတဲ့မနက်ကလိုင်းမတွေ့ဘူးဟုတ်တယ်ပြန်နော်ကျွန်တော်မနက်ကတော့လိုင်းမတက်လိုက်ပါဘူးပြ ော်တနင်္လာအဖွင့်နေရပေါ့နော်ညီကိုနဲ့ဖွင့်ထားတယ်ဗျာညီကိုနဲ့ဖွင့်ထားရင်ကျွန်တော်ရင်ရပေါ့နော်လေးလုံးအခွေတော့ထုတ်ပြထားတာတော့ရှိတယ်ဒါပေမဲ့ဒီဘက်မှာတော့ကျွန်တော်အခွေတွေပလိတ်တွေမထွက်သေးတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီအခွေမူလေးမပြောသေးတာပေါ့နော်မင်းတို့လည်းပါဆက်လို့ရမလဲပြောပြပါဦးနဲ့ဟုတ်ကဲ့ဗျာနော်ကျွန်တော်ကတော့အဲ့ဒီ break line ကိုပဲဆက်ပြီးတော့ကစားစီချင်ပါတယ်ဗျာ မောင်မောင်နဲ့တွက်ကွင်လေးတွေကလာပြီးမောင်မှုဖြစ်နေတယ်တဲ့ဟုတ်တယ်ဗျာနော်မနေ့ကဆိုလဲကျွန်တော်ပေးတဲ့မနက်ပိုင်းပေးတဲ့အခွေကညနေမှလာထွက်တယ်မနေ့ကညနေရပေးတဲ့အခွေကလည်းဒီနေ့မနက်မှလာထွက်တယ်ဗျာတန်းကြည်ဒီရပါတယ်တဲ့ပတ်တိုင်းလိုက်တင်ပေးပါဟုတ်ကဲ့ပါဗျာနော် MDKM နဲ့မနက်ရှာနေတာမတွေ့ဘူးဟုတ်တယ်ဗျာမနက်ကတော့ကျွန်တော်လိုင်းမတက်ဖြစ်လိုက်ပါဘူးဗျာနော် တက်ဝင်းနဲ့အာမနာနဲ့ကြာရင်ထိုးတယ်မကြာရင်ကြော်သွားတဲ့တွေ့ပြတော့ကျေးဇူးပါဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်တော့ကျွန်တော်ဒီမှာထိတ်စီလိုင်းလေးပေါ့နော်ဆွဲဆွဲတင်းငါးနဲ့ခံရတယ်တဲ့ဟုတ်ကဲ့ဗျာကျွန်တော်တစ်ထိတ်ငါးနောက်ပိတ်ဆိုပြီးတော့တခွက်တင်ပြတာပေါ့နော်တင်းငါးဆိုပြီးတော့ဒါဆိုရင်ကျွန်တော်ထိတ်စီလိုင်းလေးတွေ့ပြပေးမယ်ဗျာ တော့ဒီမှာ9ရယ်8ရယ်ဒီက9ရယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6 6ပါဝါ1 9ရယ်8ရယ်ဒီက9ရယ်3လုံးပေါင်းခြင်းဒီ6 6ရယ်ပါဝါဒီ1 6 1ဖြစ်ခြင်းကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်း6 1ဖြစ်ရမယ်ဗျဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့1ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်နောက်တစ်ပြန်ရလဲ6 လေးရဲ့လေးရဲ့ပေါင်းခြင်းသည်ရှင်းရှင်းနဲ့ဒီရခွန်နဲ့ပေါင်းတော့ငါငါရဲ့ပါဝါသည်တုံညငါတုံညဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းသည်လည်းငါတုံညဖြစ်ရမှာပေါ့နော်ဒီမှာဒီကျွန်တော်တို့၄၆ပေါင်းခြင်းသည်တုံညဆိုပြီးတော့ဖြစ်တယ်ဗျအဲဒါကြောင့်ဒီမှာ2ရဲ့6ရဲ့ဒီရ6ကဒီသုံးလုံးပေါင်းခြင်းသည်ခွန်ခွန်ရဲ့ပါဝါသည်နှစ်ခွန်နှစ်ဖြစ်ခြင်းကြောင့် တော့ဒီနှလုံးပေါင်းကျင်းတည်လဲခွန်းနဲ့ဆိုပြီးဖြစ်ရမှာပေါ့နော်ဒီမှာဒီနှလုံးပေါင်း3ရယ်4ရယ်ပေါင်းကျင်းတည်ကျွန်တော်တို့ခွန်းဆိုပြီးတော့ဖြစ်တယ်ဗျကျောဒါဆိုရင်ဒီနေ့အတွက်က2ရက်3ရက်ပေါင်းချင်းဒီ9 9နဲ့ဒီရက်4နဲ့ပေါင်းတော့9 9ရက်ပါဝါဒီ4 9လေးဖြစ်ချင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီလဲ9တို့မဟုတ်4ဖြစ်ရမှာပေါ့နော် ။ဦးဝင်းတေနဲ့မြန်လေးပြပါတဲ့။စိုးရံဦးတဲ့အတန်တိုးတယ်တဲ့။မနေ့ကတည်းတစ်ချောက်ထိတ်ဆွဲတာကုံထားတယ်တဲ့ခုညနေကဲအောင်နဲ့ဟုတ်ကဲ့ပါဗျာနော်။တန်ကြီးမမှန်ရှိပါတယ်ဆရာအာမနာပါနဲ့ဟုတ်ကဲ့ပါဗျာ။ဒါကြောင့်ဒီမှာဒီထိတ်စီလိုင်းရပါနော်။ဒီအပေါ်ပင်ကလေးအမှန်ကဲတယ်ဗျာ။အော်ဒီမှာ1ရဲ့3ရဲ့ဒီရက်1ကပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ5 5ရဲ့ပါဝါတီ3ည ဒီ9တုံညာဖြစ်ချင်းကြောင်းလို့ယူခဲ့ရင်လည်းအပေါ်မှာလည်းမှန်ခဲ့တယ်ပေါ့နော်1ရဲ့3ရဲ့ဒီရက်1ကဲ3လုံးပေါင်းခြင်း9 9ပါဝါတုံညာကိုလည်းဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့9တုံညာဖြစ်ရမှာတုံညာဆိုပြီးတော့ဖြစ်တယ်ဗျ1ကိုပေါင်းခြင်းဒီဒါဆိုကျွန်တော်ဒီမှာလည်း9ရဲ့8ရဲ့ဒီရက်9ရဲ့ဒီ3လုံးပေါင်းခြင်းဒီ6 6ပါဝါ1ကိုလည်းဒီနှလုံးပေါင်းခြင်းဒီ6 1ဖြစ်ရမှာဒီမှာပေါင်းခြင်းဒီ1ဆိုပြီးတော့ဖြစ်တယ်ဗျ လေးရဲ့လေးရဲ့ဒီရခွင်ရဲ့သုံးလုံးပေါင်းချင်းဒီငါငါပါဝါတုံညာကိုလည်းဒီနှလုံးပေါင်းချင်းဒီငါတုံညာဖြစ်ရမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီတုံညာဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ကနှစ်ရဲ့ကိုးရဲ့ဒီရခြောက်ကသုံးလုံးပေါင်းချင်းဒီခွန်ခွန်ပါဝါဒီနှစ်ခွန်နှစ်ဖြစ်ချင်းကိုဒီနှလုံးပေါင်းချင်းဒီလည်းခွန်နှစ်ဆိုပြီးတော့ဖြစ်ရမှာပေါ့နော်ဒီမှာလည်းကျွန်တော်တို့ခွန်ဆိုပြီးတော့ဖြစ်တယ်ဗျနှလုံးပေါင်းချင်းอ่ะဒါဆိုဒီမှာကျွန်တော်တို့ နှစ်ရ3ရဒီရ4ရပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ပါဝါ4 6ဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့6သို့မဟုတ်4ဖြစ်မှာပေါ့နော်ဒီမှာကျွန်တော်တို့3ညာနောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်ဒီ6ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ6ထိပ်ထည့်ရမှာဗျာဟုတ်4ဖြစ်အောင်ဆိုရင်လည်းကျွန်တော်ဒီမှာ၄ထိပ်ဆိုပြီးထည့်ရမှာပေါ့နော်ဒါအကိုမတို့ကလည်းကြိုက်နှစ်သက်မှာလည်း၃ပြ ဆွဲဆွဲလေးကိုးလေးထိပ်ပါတဲ့လေးပိုကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်ခင်ခင်နဲ့ဆရာကနန်းကိုပဲစောင့်နေတာပါဟုတ်ကဲ့ပါဗျာတန်းကြီးငါးပြောက်တာကြာပြီတဲ့ညနေလာနိုင်မလားတဲ့ကျွန်တော်ကတော့အဲ့လိုပြောက်ကန်းနေတော့တိတ်မကြိုက်ဘူးပေါ့နော်ဒီနေ့မှဆိုကျွန်တော် နှစ်ခွန်ထိတ်လဲတွေ့တယ်ပေါ့နော်နှစ်ခွန်ထိတ်လဲတွေ့တယ်ဝမ်ကျင်းထဲမှာလဲခွန်နှစ်ဝမ်ကျင်းလဲတွေ့တယ်တို့ပြမဲ့ကျွန်တော်ခွန်နေခွန်ဒီပျောက်ကနန်းကျွန်တော်ငါးဒီပျောက်ကနန်းပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီပျောက်ကနန်းတွေကိုတော့မကြက်ဘူးပေါ့နော်ကျူကျူမားတဲ့ကနန်းရှာတော်တယ်တဲ့ကနန်းရှာတာတော်တယ်ပြနော်ကျွန်တော်တို့မှာတော့ဒီဘက်ကတော့တော်တော်ကိုညံ့နေသေးပြောရမယ်ဗျကိုထွန်းလင်းကိုထွန်းလင်းနဲ့အားဝဲပြည့်ရသွားပြီတဲ့ ဟုတ်ကဲ့ပါဗျာဒါဆိုကျွန်တော်ဒီထိတ်စီလန်းလေးနားလိုက်မယ်ထင်ပါလိမ့်ဗျာနော်ကျွန်တော်ဒီထိတ်စီလန်းကိုပဲကျွန်တော်ဗရိတ်လန်းလေးပြပေးမယ်ပေါ့နော်ဗရိတ်လန်းကြီးတော့ကျွန်တော်ဒီနေ့မှာတော့နှစ်လိုင်းပေါ့နော်မနေ့ကမှန်ခဲ့တဲ့ဗရိတ်လန်းကိုလည်းပြပေးမယ်ကျွန်တော်အခုထပ်တွေ့တဲ့ဗရိတ်လန်းကိုလည်းပြပေးမယ်ဗျာမနက်ကတင်ငါပြန်ပေးပါလားတဲ့ထွက်ချင်းထွက်နေမှာတဲ့ ။ဒါမြန်လေးခွင်လေးတော့ကလို့ပိုင်စောခြင်းနဲ့ပြရတဲ့။ဟုတ်ကဲ့ပါဗျာနော်။ MDKM တော်ပါတယ်တဲ့။ဟုတ်ကဲ့ပါဗျာ။အားပေးမှုတော်လည်းကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်ဒီမှာတော့ကျွန်တော်တို့ထိတ်စီလန်းတီတော့မှန်လာခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီညနေမှာကိုလေးထိတ်စီပြအကူမတော့ကြိုက်ရင်တော့သုံးပေါ့နော်လေးချောက်လေးချောက်လေးချောက်မင်းခွက်ဖြစ်နိုင်တယ်ဗျဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော် break line လေးပြပေးမယ်ဗျာ ဲ့ကျွန်တော်ဒါလေးဖြတ်လိုက်တော့မှာပေါ့နော်အားလုံးမဲ့ဒါလေးနားလိုက်မဲ့ထင်ပါတယ်ဗျာ ကျွန်တော်မနေ့ကမှန်ခဲ့တဲ့ play line ပေါ့နော်၈ရယ်၉ရယ်ဒီရက်၉ရယ်၃လုံးပေါင်းချင်းဒီ၆၆ရယ်ပါဝါဒီ၁၆၁ဒီရောဒီမှာ break ပြအဲ့တော့ဒီ၆၁ break မှာလဲကျွန်တော်တို့ခွန်လေးဆိုပြီးတော့၁ break ထွက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပြင်ကလဲ၄ရယ်ခွန်ရယ်ဒီရက်၃ရယ်၄ရယ်ခွန်ရယ်ပေါင်းချင်းဒီ၁၁နဲ့ဒီရက်၃နဲ့ပေါင်းတော့၄၄ရယ်ပါဝါဒီ၉ကျွန်တော်ဒီမှာ၄၉ဒီ break တော့ဒီ၄ကိုပြိတ်မှာလဲကျွန်တော်တို့၆၃ဆိုတော့၉ပြိတ်ထွက်တယ်ဗျာအခုကျွန်တော်ဒီမှာเนาะတပင်ဒီ၉ရဲ့၆ရဲ့ပေါင်းခြင်းဒီ၅၅နဲ့ဒီက၉နဲ့ပေါင်းတော့၄၉ရဲ့၆ရဲ့၉ရဲ့ဗောနော်ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ပါဝါဒီ၉၄ကိုဒီတော့ဒီမှာပြိတ်ဗျာကျွန်တော်ဒီ၄ကိုပြိတ်မှာလဲကျွန်တော်တို့၄၀ဆိုတော့၄ပြိတ်ထွက်တယ်ဗျာဒါဆိုကျွန်တော်ဒီနေ့မှာ 3ရက်4ရက်ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရက်8နဲ့ပေါင်းတော့9 9ရက်ပါဝါဒီ3ည9 3ညဒီတော့ဒီမှာပြိတ်ပေါ့နော်မမအခွေတွေမထိုးလိုက်ဘူးတဲ့ပြိတ်ရဲ့3 9ရက်ပဲထိုးလိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လည်းဘရိတ်လိုင်းကပို့ပြီးကောင်းမယ်လို့ယူဆတာပေါ့နော်ဘရိတ်လိုင်းကတော့ကျွန်တော်တို့ပြက်ပြင်မရှိသေးတဲ့ဘရိတ်လိုင်းဖြစ်တယ်ဗျဒါကြောင့်မို့ကျွန်တော်ကတော့ဘရိတ်လိုင်းမှာအလိုက်ခိုင်းတယ်ပေါ့နော်ကျွန်တော်ဒီမှာ ကိုလေးထိတ်ကိုကျွန်တော်တို့ငါးတုံညာပရိရောက်အောင်တွဲရင်96ဆိုရဲ96ပါမှာပေါ့နော်96ရဲ့97ရဲ့47ရဲ့46ရဲ့ဆိုပြီးတော့ကနန်း၄ကွက်ပြဒါတော့တော့ဒီငါးတုံညာပရိထရဲ့မှာကျွန်တော်ပရိတလုံးရွေးအဓိကပရိတလုံးရွေးမှာပေါ့နော် ဒါဆိုရင်ဒီမှာ break line ပေါ့နောက်ထပ် break line ပေါ့နော်9ရေဒီက3ရေဒီက9ရေ3လုံးပေါင်းခြင်း9နဲ့3နဲ့ပေါင်းတော့2 2နဲ့ဒီက9နဲ့ပေါင်းတော့1 1ရဲ့နှစ်ခတ်ဒီ8 8ဒီ break ကြော်ဒီမှာ 6ရဲ့3ရဲ့ဒီက6ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ1ဖြစ်လို့1ရဲ့နှက်ခတ်ဒီ8 8ရဲ့ break လို့ယူမယ်ဆိုလဲကျွန်တော်ဒီမှာခွန်လေးဆိုပြီးတော့1 break ထွက်တယ်ဗျာဒီမှာကျွန်တော် break line 2 line ဒီပေါ့နော်ဒီမှာဒီ6 1 break ဒီမှာဒီ8 8 break ဒီမှာတော့ break ဒီကျွန်တော်တို့တူညီတာဒီဒီမှာ1 break ဒီမှာ1 break မို့ဒီမှာကျွန်တော်တို့ခွန်လေးဆိုပြီးတော့1 break ပေးတယ်ဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၄ရဲ့၈ရဲ့ဒီက9ရဲ့ ၄ရက်ရှိခဲ့ပေါင်းချင်းတီ2နှစ်နဲ့ဒီက9နဲ့ပေါင်းတော့9 9ရက်နှစ်ခတ်တီ6ဒီမှာကျွန်တော်တို့9 6တီပြလိုက်ပါတော့เดี๋ยวดี6 6ပြိတ်มาแล้วကျွန်တော်တို့63ဆိုတော့6ပြိတ်ထွက်တယ်ဗျကျွန်တော်တို့ပထမပတ်သုံးอ่ะပြိတ်တစ်ไลน์ဒီ4 6ပြိတ်ဒုတိယပြိတ်ไลน์ဒီ6 6ပြိတ်ပေါ့เนาะဒီมาလဲတူညီလဲပြိတ်ဒီကျွန်တော်တို့ဒီมา6ပြိတ်ဒီมา6ပြိတ်အဲ့တော့ကျွန်တော်တို့ main အနေနဲ့ယူမယ်ဆိုရင်6ပြိတ်ဒီ main မှာ63ဆိုပြီးတော့ထွက်တယ်ဗျ ါဆိုရင်နောက်တစ်ပင်ကနှစ်ရဲ့လေးရဲ့ပေါင်းခြင်းဒီ6 6နဲ့ဒီက6နဲ့ပေါင်းတော့နှစ်ဒီသုံးလုံးပေါင်းခြင်းဒီကျော်နှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခက်ဒီလေးနှစ်လေးဒီကျော်ဒီမှာပြိတ်ပြတော့ဒီနှစ်လေးပြိတ်မှာလဲမနေ့က40ဆိုပြီးတော့၄ပြိတ်ထွက်တယ်ဗျအဲဆိုကျွန်တော်ဒီမှာဒီလဲပြိတ်ဒီပထမတလိုင်းဒီ၄၉ပြိတ်ဒုတိယတလိုင်းဒီနှစ်လေးပြိတ်ပေါ့နော်အဲဆိုကျွန်တော်တူညီတဲ့ပြိတ်ဒီဒီမှာ၄ပြိတ်ဒီမှာ၄ပြိတ် အဲ့ဒီတော့ကျွန်တော်တို့ဒီ break line နှစ် line နဲ့ရမှာ၄ break ဒီ main လို့ယူဆရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့၄ break ဒီဒီမှာ40ဆိုပြီးတော့ထွက်တယ်ဗျအဲ့ဒါကျွန်တော်ဒီနေ့မှာ2ရ6ရပေါင်းကျင်းဒီ1နဲ့ဒီက4နဲ့ပေါင်းတော့5ပြီးတော့ဒီ3လုံးပေါင်းကျင်းဒီ5ဖြစ်လို့5ရဲ့နှစ်ခက်ဒီ3ပြီးတော့5 3ဒီကျွန်တော်ဒီမှာ break ပေါ့နော် ကျွန်တော်တို့အပေါ်ပင်တိုင်းကဆက်ပေးမှမှန်ခဲ့ရင်ကျွန်တော်တို့ပထမ break line ဒီ9 3 9 break ဒုတိယ break line ဒီ9 3 break ဆိုတော့ကျွန်တော်တို့တူညီတဲ့ break line ဒီကျွန်တော်တို့ဒီမှာ9 break ဒီမှာ9 break ဆိုတော့ကျွန်တော်တို့9 break ဒီ main လို့ယူဆလို့ရတယ်ပေါ့နော်ဆရာလေးနဲ့ညနေတဲ့10 break တဲ့ဟုတ်ခဲ့ပါဗျာ တော့ဒီမှာတော့ငါးတုံညာဗရိတ်၅၃ဗရိတ်ပေါ့နော်တူညီရဟုတော့ကျွန်တော်တို့အပေါ်ပင်နေမှာတော့ဗရိတ်လေးတလုံးပေးခဲ့တာပေါ့နော်ကျွန်တော်ဒီမှာ6တစ်ဗရိတ်7ဗရိတ်မှာ7ဗရိတ်ဒီတူညီရဖြစ်တဲ့အတွက်ကျွန်တော်တို့7ဗရိတ်9လေးဆိုပြီးတော့ထွက်တယ်ဗျာကျွန်တော်ဒီမှာလဲ၄6ဗရိတ်6 6ဗရိတ်ပေါ့နော်တူညီတာဒီကျွန်တော်တို့6ဗရိတ်မို့ဒီမှာကျွန်တော်တို့6ဗရိတ်63ဆိုပြီးတော့ထွက်တယ်ဗျာဒီမှာလဲကျွန်တော်တို့၄6ဗရိတ်2 4ဗရိတ်ပေါ့နော်ဒီမှာလဲတူညီတာဒီ၄ဗရိတ်၄ဗရိတ်မှာကျွန်တော်တို့40ဆိုပြီးတော့ထွက်တယ် ဲဒါကြောင့်ဒီနေ့မှာဒီမှာ9တော့9ပြိတ်9တော့ပြိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့9ပြိတ်ဒီပို့ပြီးအားကောင်းတယ်လို့တော့ယူဆလို့ရတယ်ဗျာမောင်မောင်နဲ့စိုက်တွေတအားလာနေတယ်ညနေတော့မိပြီထင်တယ်တဟုတ်ခဲ့ပါဗျခင်ခင်အားရှိသွားပြီတဲ့ထုမယ်တဟုတ်ခဲ့ပါဗျနော်ကံကောင်းပါစေဗျမင်းရဲ့မင်္ဂလာပါကျမ်းမာပါသရှင်ဟုတ်ကဲ့ပါဗျပေးရစုတယ်လည်းပြည့်စုံပါစေဗျမိုင်းတွင်းနဲ့6နောက်ပဲရှိတယ်ရှင်ဟုတ်ကဲ့ပါဗျနော်ကံကောင်းပါစေဗျ ားလုံးပဲဒါလေးလည်းနားလည်မဲ့ထင်ပါလိမ့်ပြန်နော်ကျွန်တော်တို့မှာတူဒီမှာတော့အပိုင်ကန်နိုင်ရလို့တော့မရှိဘူးဒါဆိုကျွန်တော်ဒီကိုးလေးထိတ်ကိုပဲကျွန်တော်တို့ငါးပရိလေးအဓိကတွဲလိုက်ပါနော်6ရဲ့4 7ရဲ့ဆိုပြီးတော့ကျွန်တော်တို့အဓိကကန်နန်းတွဲမယ်ဗျ၃ညပရိဆိုလဲ၉၁ဆိုပြီးပါမယ်၄၆ဆိုပြီးလဲထည့်ရမှာပေါ့နော်ညနေတော့ငွေဆုံးရပြီဆရာကြီးဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာကဏ္ဍလေးအရင်ဆုံးစီထားလိုက်အောင်ပေါ့နော်ကျွန်တော်နောက်ထပ်ပြည့်စရာလေးရှိသေးလို့ဗျာ ကျွန်တော်သုံးပရိဆိုရင်တော့6လေးကိုထည့်မှာပေါ့နော် DA DA 6ပိတ်3ချက်တွေ့တယ်ဗျာလေဟုတ်ကဲ့လေနော်6ပိတ်ကဘယ်လိုလဲတော့မသိဘူးဗျာနောက်ပိတ်ကအားလုံးမဲ့ဒါလေးလည်းနားလည်းမထင်နေဗျာနော်ဒါဆိုကျွန်တော်တို့ကျွန်တော်ယူထားတဲ့ break line တီတော့ဒီမှာဒီကျွန်တော်တို့9 break ဒီ main ပေါ့နော်ဒါဆိုရင်နောက်ထပ်ကျွန်တော် break line လေးယူပြအောင်မယ်ဗျာကျွန်တော်ထိတ်စီကိုပဲဒါပဲဟိုဖြစ်မှာပေါ့နော်ဒီ2 mobile နဲ့မမြင်ဘူးတဲ့ကျွန်တော်ဒီမှာပေါ့နော် ကနန်းတီတော့ကျွန်တော်ဒီ၄ခုပဲအရင်ဆုံးတွဲထားသေးတယ်ဗျ၉၆ရဲ၄၁ရဲ၉၁၄၆ပေါ့เนาะကျွန်တော်ဒီ၄ခုပဲအရင်ဆုံးတွဲထားသေးတယ်ဗျ၉၆ရဲ၄၁ရဲ၉၁၄၆ပေါ့เนาะအဲကျွန်တော်ပြည့်စရာလေးရှိသေးလို့ဗျเนาะဒါလေးအရင်ဆုံးကျွန်တော်ဖြတ်လိုက်အောင်မယ်ဗျ မမားတဲ့ထိတ်စီးတင်ထိုးရမှာလားတဲ့ထိတ်စီးကကျွန်တော်နှစ်ထိတ်လဲတွေ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့မှာပိုင်ရလို့မရှိတာဖြစ်တဲ့အတွက်အကိုမတို့ကစိုက်ကနန်းလေးပိုင်ရင်တော့တွဲပြီးတော့ကစားတိကျမှာလေးပဲနော်ထိတ်ဆိုပြီးတော့တီးတန်ကြီးလဲဆွဲတာမျိုးလဲကျွန်တော်မလုပ်ချင်ပါဘူးဗျဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီနှလုံးပေါင်းချင်း၅ကိုကျွန်တော်ဒီ၃လုံးဒီ၅ဆိုပြီးတော့ဖြစ်တယ်ဗျတော့ဒီမှာ၄တက်ပေါင်းချင်း၅ကိုကျွန်တော်တို့ ဒီရက်၄နောက်ပိတ်ရပရိရပေါင်းချင်းတီ၅ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲတော့ကျွန်တော်ဒီမှာ၉ရ၄ရပေါ့နော်ဒီနှလုံးပေါင်းချင်း၃ကိုလည်းကျွန်တော်တို့ဒီ၃လုံးပေါင်းချင်းတီကျွန်တော်တို့၃ဆိုပြီးတော့ဖြစ်တယ်ဗျ။အားလုံးမဲ့သဘောပေါက်ကြလားတော့မသိဘူးပေါ့နော်။ဒီမှာ၄၁ပေါင်းချင်း၅ကိုကျွန်တော်တို့ဒီရက်၄နောက်ပိတ်ရဒီရက်ပရိကပေါင်းချင်းတီ၅ဆိုပြီးတော့ဖြစ်တယ်။ဒီမှာလည်းကျွန်တော်နောက်တစ်ပြန်ဒီ၉ရ၄ရပေါင်းချင်းတီ၃ကိုလည်း တော့ဒီက၄နောက်ပဲရေဒီက break ကပေါင်းချင်းဒီ3ဆိုပြီးတော့ဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ3ရဲ့4ရဲ့ပေါင်းချင်းဒီခွန်ပေါ့နော်ခွန်ကိုလဲကျွန်တော်တို့ဒီက3နောက်ပဲရေဒီက break ရေပေါင်းချင်းဒီလဲကျွန်တော်တို့ခွန်ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီမှာ6ရဲ့3ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်း2ဖြစ်လို့ဒီ3လုံးပေါင်းခြင်းဒီရော2ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ2 break လို့ထည့်ရမယ်ဗျအားလုံးပဲသဘောပေါက်ကြလားမသိဘူးဗျနော်ကျွန်တော်ဒီမှာ လေးတက်ပေါင်းခြင်း၅ဟုလေးတက်ပေါင်းခြင်း၅ဟုကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းဒီလဲ၅ဆိုပြီးဖြစ်တယ်ဗျခွန်ရယ်၄ရယ်ဒီရ၄ရယ်ပေါ့နော်၃လုံးပေါင်းခြင်းဒီ၅ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြန်ဒီ၉ရယ်၄ရယ်ပေါင်းခြင်းဒီ၃ဟုလဲကျွန်တော်တို့ဒီကပရိတ်ရယ်ဒီကနောက်ပိတ်ကမနော်၄ရဲ့ဒီရပြိကေပေါင်းချင်းဒီလဲ3ဆိုပြီးဖြစ်တယ်6ရဲ့3ရဲ့ဒီရ၄ရဲ့ပေါ့နော်ပေါင်းချင်းဒီ3ဆိုပြီးတော့ဖြစ်တယ်ဗျအဲကျွန်တော်ဒီမှာ 3ရက်4ရက်ပေါင်းကျင်းဒီခွန်းကိုလည်းကျွန်တော်တို့ဒီ3လုံးပေါင်းကျင်းဒီခွန်းဆိုပြီးတော့ဖြစ်တယ်ပေါ့နော်4ရက်3ရက်ဒီရက်3ရက်ပေါင်းကျင်းဒီခွန်းဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ဒီမှာ9ရက်3ရက်ပေါင်းကျင်းဒီနှစ်ကိုကျွန်တော်တို့ဒီ3လုံးပေါင်းကျင်းဒီနှစ်ဆိုပြီးတော့ဖြစ်မယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့3ညနောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်နှစ်ဖြစ်အောင်ဆိုကျွန်တော်ဒီမှာနှစ်ပြိတ်ထဲမှာရမှာပေါ့နော်ဒါလေးလည်းနှစ်ပြိတ်ကတစ်ချက်ပေါ့နှစ်ပြိတ်ကအားနေပြနေတယ်တဲ့ ဲ့လိုပြောလို့မရသေးဘူးဗျာနော်ကျွန်တော်ထပ်ပြအောင်မယ်ဗျာအဲ့လိုမဲ့ဒါလေးလည်းနားလိုက်မယ်ထင်တယ်ဗျာနော်ဒါဆိုရင်ကျွန်တော်နှစ်ပလိတ်အားတာလေးလည်းကျွန်တော်ပြပေးအောင်မယ်ဗျာကျွန်တော်တို့ကအပိုင်ကနန်းမရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဖြစ်နိုင်တယ်လို့ယူဆရလေးတို့အကုန်လုံးတွက်ပြမှာပေါ့နော်။အဲဒါဆိုဒီမှာကျွန်တော်တို့ ျွန်တော်တို့အစောနာပေါ့နော်ဒီ၃လုံးပေါင်းခြင်းနဲ့ပဲသွားခဲ့တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အစောကကျွန်တော်တို့ယူရသည်၃ရက်၁ရက်ဒီရက်၄ရက်ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့၈ဖြစ်လို့ဒီမှာကျွန်တော်တို့၈နက်ခတ်ဒီ၈တက်ဒီ break ကျွန်တော်တို့ပထမယူတော့က၈ရက်၉ရက်ဒီရက်၉ရက်ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့၆ဖြစ်လို့၆ power 1ဆိုပြီးဒီလိုပဲပေးခြင်းမဲ့ယူခဲ့တာပေါ့နော်အခုမှကျွန်တော်တို့၃ရက်၁ရက်ဒီရက်၄ရက်ပေါင်းခြင်းဒီ၈ဖြစ်လို့ ရှစ်ရက်နှက်ခတ်တီတက်ဒီလိုပေးခြင်းမဟုတ်ဖက်နဲ့ကျွန်တော်တို့သူ့ရဲ့တပင်ကြော်မှာပေါ့နော်ရှစ်တက်ပလိတ်ဒီရှစ်တက်ပလိတ်မှာကျွန်တော်တို့ခွန်လေးဆိုပြီးတော့တက်ပလိတ်ထွက်တယ်ဗျကျွန်တော်ဒါလေးရှင်းပြတာဒီကျွန်တော်စောနာယူရနဲ့မျက်စိလဲမှာစိုးလို့ရှင်းပြခြင်းဖြစ်တယ်ဗျာနော်။အဲဒါကျွန်တော်ဒီမှာ၈ရဲ့၉ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက၉နဲ့ပေါင်းတော့၆ကျွန်တော်တို့အစောကယူခဲ့တာဒီဒီသုံးလုံးပေါင်းခြင်း၆ဖြစ်လို့၆ပါဝါတက်၆တက်ပလေးလို့ဒီမှာယူခဲ့တာပေါ့နော်။ဒါပေမဲ့ ရှိရဲ့9ရဲ့ဒီရ9ရဲ့ပေါင်းချင်းဒီ6ဖြစ်လို့6နဲ့ခတ်ဒီ9 69ဒီဒီမှာဘရိတ်ဆိုပြီးယူလို့ရတယ်ဗျဒါဆိုကျွန်တော်ဒီမှာ69ဒီဘရိတ်ပေါ့နော်ဒီ69ဘရိတ်မှာကျွန်တော်တို့63ဆိုတော့9ဘရိတ်ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြန်ရလဲ4ရဲ့9ရဲ့ပေါင်းချင်းဒီ1 1နဲ့ဒီရ3နဲ့ပေါင်းတော့4 4ရဲ့နှက်ခတ်ဒီနဲ့4နှစ်ဒီတော့ဒီမှာဘရိတ် ဒီ၄နှစ်ပြိတ်မှာလဲကျွန်တော်တို့၄၀ဆိုပြီးတော့၄ပြိတ်ထွက်တယ်ဗျအဲဒါကြောင့်ဒီနေ့မှာ9ရဲ့6ကပေါင်းချင်းတည်9 9နဲ့ဒီက9နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းတည်၄ဖြစ်လို့၄ရဲ့နှက်ခတ်တည်နှစ်၄နှစ်တည်လဲကျွန်တော်တို့ပြိတ်လို့ယူဆလို့ရတယ်ပေါ့နော်ကျွန်တော်တို့အစောနာယူခဲ့တဲ့ပြိတ်လိုင်းတည်ကျွန်တော်ဒီ3လုံးပေါင်းချင်းဒီနှစ်ဖြစ်ရမယ်ဆိုရင်နှစ်ပြိတ်ဆိုပြီးယူခဲ့တယ်အခုကျွန်တော်ဒီမှာဒီ၄နှစ်ပြိတ်တို့တွေ့ထတာဖြစ်တဲ့အတွက် ီမှာလည်းကျွန်တော်တို့အကောင်းနဲ့ပရိသတ်နှစ်ပရိသတ်လို့ယူဆလို့ရတယ်ပေါ့နော်အဲ့လိုမဲ့ဒါလေးလည်းနားလိုက်မယ်ထင်တယ်ဗျကျွန်တော်တို့ပထမဆုံးကပရိသတ်လိုင်းဒီ၅ပရိသတ်ဆိုပြီးကျွန်တော်တို့ယူခဲ့တယ်ပေါ့နော် main ပရိသတ်အနေနဲ့၅ပရိသတ်အခုကျွန်တော်ဒီမှာဒီနှစ်ပရိသတ်ပေါ့နော်ဒါဆိုရင်နှစ်၅ဒီကျွန်တော်တို့ main ပရိသတ်အနေနဲ့ယူမယ်ဗျခုပြတာထိုးပါမှာရေးပြပါတယ်ဟုတ်ကဲ့ပါဗျာနော် ငါပြိမိုက်တယ်တဲ့39ကို25ပြိဖန်တယ်ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့အဲ့ဒါလေကျွန်တော်မြင်တော့မြင်တယ်ပေါ့နော်ဝမ်းကျိန်းနေရတော့ကျွန်တော်ဒီမှာကလေးရပေါ့နော်ဒီ၄နောက်ဘိတ်ဒီကျွန်တော်တို့၄ပါဝါကို၄ကိုအချင်းလို့ယူမယ်ဆိုရင်လည်းဒီမှာထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့၉ပါဝါ၄ကို၄အချင်းပေါ့ညနေမှာဒီမှာလည်းကျွန်တော်တို့3 3နောက်ဘိတ်ဒီ3ပါဝါ၈3ရှစ်အချင်းမှာ6 3ဆိုပြီးထွက်တယ်ဒီမှာလည်းကျွန်တော်တို့9နောက်ဘိတ်ဒီ9ပါဝါ၄ပေါ့နော်ကို၄အချင်းမှာ40ဆိုပြီးထွက်တယ်ဗျာ ။အဲကျွန်တော်ဒီမှာ၈နောက်ပိတ်ကို၈ပါဝါ၃ပေါ့နော်၈၃အချင်းဒီလိုလဲတွေ့တယ်မှန်ပါတယ်ဗျ။ကိုကိုပိုင်းလည်းမနက်ကဆရာလည်းမတွေ့လိုက်ဘူးတဟုတ်တယ်ပြန်တော့ကျွန်တော်မနက်ကတော့လိုက်မလွန့်ပြစ်လိုက်ပါဘူးပြန်တော့ကျွန်တော်လေးနှစ်ပရိတ်လိုက်နေတာတဟုတ်ကဲ့ပါဗျကျွန်တော်ပေးထားတဲ့ပရိတ်လိုက်ဒီတပတ်စာပရိတ်မှာတော့နှစ်ခွန်ပရိတ်ဒီနှစ်ခွန်ပရိတ်ဒီလာပေါင်းများစွာကြာပြီးပြက်ဖူးခြင်းမရှိတဲ့ပရိတ်ပေါ့နော်အဲဒီနှစ်ခွန်ပရိတ်ကတော့ဘယ်နေ့မှထွက်မယ်ဆိုတော့ကျွန်တော်တို့အတိအကျမသိဘူးပေါ့နော် ါပေမဲ့ပြက်ဖူးခြင်းမရှိတဲ့ break တော့ဖြစ်တယ်ဗျ။ဒါကြောင့်မို့အကူမတို့ကကြိုင်းနေတက်ရအောင်တော့သုံးပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာခဏလေးတော့စီပေးထားမယ်ဗျ။ကျွန်တော်ကိုးလေးထိတ်ကိုနှစ် break နဲ့တွဲပေးမယ်။ကျွန်တော်၅ break နဲ့တွဲပေးလိုက်မယ်ပေါ့နော်။၃ရှစ်ပရိတ်လာနိုင်လားဆိုတော့၃ရှစ်ပရိတ်ကလည်းလာနိုင်ပါလေဗျကျွန်တော်အရင်တော့ရှင်းပြတယ်ဒီမှာပေါ့နော်ဒီမှာဆိုကျွန်တော်တို့၉လေးဆိုပြီး၃ပရိတ်၄ကိုဆိုပြီး၃ပရိတ်ဒီလိုပရိတ်2လေးကျွန်တော်တို့အထက်အောက်ဖြစ်နေပြီဆိုရင် ဒီလိုဆောင်းပေါင်းကျင်းလေးပေါ့နော်ဒီမှာဆိုရင်၄၄ပေါင်းကျင်းဒီ၈၈ဘာဝ၃၈၃ပြိတ်ဒီမှာလဲကျွန်တော်တို့ဆောင်းပေါင်းကျင်း၉နဲ့၉နဲ့ပေါင်းတော့၈၈ဘာဝ၃၈၃ပြိတ်ဒီကျွန်တော်တို့ဒီသူ့ရဲ့အောက်၄၅ရဲ့အတွင်းမှာထွက်တာတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့နှစ်ခွန်ပြိတ်ကိုပဲဦးစားပေးပါတယ်ဗျကျော်ဒါဆိုကျွန်တော်ဒီမှာခဏလေးတော့စီးပေးထားမယ်ပေါ့နော်အကွက်လေးတော့ကျွန်တော်ရှစ်ကွက်လောက်တော့ထည့်ပေးထားမယ်ဗျအကိုမတို့ကကြိုက်နေတဲ့ရင်တော့တော့ပေါ့နော် 3လာနိုင်သေးလားတဲ့3အလဲလာနိုင်ပါတယ်ဗျာနော်။ဒါဆိုကျွန်တော်ဒီမှာခဏန်းလေးတော့စီပေးထားမယ်ဗျာအကူမတို့အကြိုက်ပါရင်တော့3ဗျာ။ ကိုမတို့ကဒီထဲကကြိုက်နေတဲ့တော့၃ပေါ့နော်ကျွန်တော်ဒီမှာတင်ပေးတာဒီ96ရယ်93ရယ်4648 2320 2896တဲ့ဆိုပြီးတော့ခဏ၈ကွက်ပေါ့နော်ဒါကတော့ကျွန်တော်နေတဲ့ခဏလေးဖြစ်ပါလေဗျအကိုမတို့ကကြိုက်နေတဲ့မှာလေ၃ဗျကျွန်တော်ဒီနေ့ပရိတ်မှာတော့25ပရိတ်ဒီတော့ main လို့ယူဆရပေါ့နော်အဲ့ကြချစ်ပြပါလားတဲ့ကျွန်တော် ကျွန်တော်တို့ကဲဟိုဖြစ်တဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့၄၈ရရကျွန်တော်၉၃ရတော့ပိုကြိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ၉၃ရ၄၈ရဆိုပြီးတော့ပိုကြိုက်ပါတယ်ဗျဟိုညနေတဲ့နှစ်နှစ်ပိုင်းတော့ဒီပေါ့နော်နှစ်နှစ်ပိုင်းပြောရလားနှစ်ပိုင်းပြောရလားမသိဘူးနော် ဆရာလင်းနဲ့6တက်ကန်ထိုးကြပါခင်ဗျာဟုတ်ကဲ့ပါဗျာဟောဟုတ်တယ်ဗျာနော်၄တက်လည်းကျွန်တော်ကြံခဲ့သေးတယ်ဗျာပရိတ်ပြောတာလည်းဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒါဆိုရင်ကျွန်တော်ကတော့ဒီမှာ2ပရိတ်5ပရိတ်ပေါ့နော်မင်းရင်နေနေတော့ဒါကတော့နေတဲ့ကဏ္ဍနေဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့တပတ်စာမွေးပရိတ်ဖြစ်တဲ့2ခွန်ပရိတ်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ကစားသိခြင်းနေဗျာ ကျွန်တော်နောက်ထပ်ပေးထားတဲ့တခွေကတော့619လေးခွေပူပေါ့နော်619လေးခွေပူဆိုလဲကျွန်တော်6ပူဆိုလဲနှစ်ပလိတ်ပါမယ်61ဆိုလဲခွန်ပလိတ်1ပူဆိုလဲနှစ်ပလိတ်ပေါ့နော်မွေးပလိတ်လိုက်မယ်ဆိုရင်တော့မှအခွေကိုလွှတ်ပြီးတော့မွေးပလိတ်လိုက်မယ်ဆိုတော့ကျွန်တော်ကတော့အဆင်ပြေမယ်လို့ထင်တယ်ဗျ Okay ပါအားလုံးပဲကျွန်တော်ရှင်းပြလေးရဲ့နားလည်းမထင်ပါလို့ဗျာနော်အတူဒီမှာအမှားအမှန်ရှိတာဖြစ်တဲ့အတွက်အကူအမတို့ကချင်းချင်းပြီးတော့ပဲကစားပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာ ဒီညနေမှာကျွန်တော်တွက်ပြတဲ့ကဏ္ဍလေးဒီပေါကဏ္ဍလေးဖြစ်ပါသေးလို့လည်းသူတောင်းပေးပါတယ်အကိုမတွေကြိုက်တဲ့ကဏ္ဍဒီ၄နာရီခွဲထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါသေးလို့လည်းထပ်မှန်ပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်ဗျမောင်းနဲ့နှစ်ပရိတ်ခွန်လေးလေးကြိုက်တယ်လည်းမထွက်တာကြာပြီသားရေဟုတ်ကဲ့ပါဗျာနော်ဒါကတော့ပြက်ပြက်မရှိတဲ့ပရိတ်လိုင်းဖြစ်ပါတယ်ဗျကျွန်တော်ကတော့ဘယ်ပရိတ်လိုင်းကမထွက်တာကြာတာလေကျွန်တော်မကြာတာလေကျွန်တော်တို့အဲ့လိုမတွက်ဘူးပေါ့နော်ကျွန်တော်ရေမူအရာထွက်နေတဲ့ပရိတ်လိုင်းကိုပဲကျွန်တော်ချပြပေးခြင်းဖြစ်တယ်ဗျာ အမနက်ကအခွေမေးသွားတာတဟုတ်ခဲ့ပါဗျာနော်မေးလဲမေးကျင်ကြပါဗျာအခွေတွေရလဲကျွန်တော်တို့ဟုတ်ကဲ့ပါညနေမှာတော့ပေါက်ကနန်းလေးဖြစ်ကြပါသလိုပဲဆူတောင်းပေးပါတယ်ဗျာဒါဆိုကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြပါအားလုံးပဲကံကောင်းကြပါသေးဗျာဘိုင်းဘိုင်း see you ပါအားလုံးပဲ